မနက်ခင်များစွာကိုအဆုံးဖြတ်ပေးမည်နေ့ရက်များတရုတ်ဖုတ်ပရိနတ်ဤဟျူဝါချက်များနှင့်ရှီကျင်းဖြင့်ဤအာနာစင်ခေါ်မူအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မ္ဘာစီးပွားရေးနဲ့ဘူမိနိုင်ငံရေးကိုလွှမ်းမိုးထားတဲ့တရုတ်ပြည်သူသမ္မတနိုင်ငံ၏အနာဂတ်လမ်းကြောင်းဟာလာမယ့်အောက်တိုဘာလ20ရက်မှ23ရက်နေ့အထိ၄ရက်တာကာလပေကျင်းမြို့မှာကျင်းပမယ့်တရုတ်ကွန်မြူနတီပါတီဗဟိုကော်မတီ20ကြိမ်မြောက်စရုပ်ထအကြိမ်မြောက် Four Planet စီးဝေးမှာအဆုံးဖြတ်ပေးခံနိုင်ရပွဲရှိပါတယ်။ဗဟိုကော်မတီတက်တန်းတဝက်မှာကျင်းပလိမ့်ရှိတဲ့ဒီပလီနာလက်ရှိကောင်းဆောင်မရဲ့လက်ဆောင်ချက်တွေကိုအကဲဖြတ်ခြင်း ပါတီအတွင်းတစ္ဆာဆောင်တင်မှုပုံစံများကိုသတ်မှတ်ခြင်းနဲ့လာမယ့်ပါတီညီလာခံအတွက်ကြိုတင်ပြင်ဆင်ခြင်းတို့ကိုပြုလုပ်တဲ့အရေးကြီးဆုံးနိုင်ငံရေးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။အထူးသဖြင့်နိုင်ငံတော်တဗလာပါတီအတွင်းအမှုချုပ်နဲ့ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌစာရထိပ်တန်းရသူတုံးမှုကိုဒပြိုင်နက်ရယူထားတဲ့ရှီချင်းပင်ရဲ့ဩဇာအာဏာကိုပါတီတွင်းအုပ်စုပွဲတွေကစိန်ခေါ်လာနိုင်မရှိရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဘရစ်နဲ့အရှန်ထိပ်သည့်စီဝေးတွေကိုရှီကျင်းပြေမတက်ရောက်တာနဲ့ဘူဟိုစစ်ကော်မရှင်မှထိပ်တန်းအရာရှိတွေထုတ်ပတ်ခံရတာစားရဖြစ်ရတွေဟာကလကာနောက်ွယ်ကအာနာလွန်ဆွဲဘွဲတွေပြင်းထန်နေပြီဆိုတာကိုညွှန်ပြနေပါတယ်ဒီဖော့ပလီနာစီဝေးဟာရှီကျင်းပြေရဲ့ဩဇာအာဏာကိုတင်းကျုပ်လားဒါမှမဟုတ်သုံးဦးခေါင်းဆောင်မှုစနစ်ကိုအသက်သွင်းမလားဆိုတဲ့မနှက်ဖြံပေါင်းများစွာကိုအဆုံးဖြတ်ပေးမည့်နေ့ရက်တွေဖြစ်ဘာကြောင့်အရေးပါနေတယ်လဲဆိုတာကိုဒီသုံးသက်ချက်ကနေတင်ပြပေးသွားမှာပဲဖြစ်ပါတယ် ပရိနာစည်းဝဲမတိုင်မီအော်တိုဘာ19ရက်နေ့ကဗဟိုစစ်ကော်မရှင်ရဲ့ဒုဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တဦးအပါအဝင်ထိတ်တန်းစစ်ဘက်အရာရှိ5ဦးအရေးယူခံရတာဟာအစည်းအဝေးအတွက်အရေးကြီးသောအကြိုပြင်ဆင်မှုတစ်ရက်ဖြစ်သုံးသပ်နိုင်ပါတယ်။ဒီလောက်ဆောင်ချက်ဟာပါတီအတွင်းတန်ရှင်းရေးဒါမှမဟုတ်အာဏာလိုဆွဲဖို့တွေပြင်းထန်နေမှုကို ရှင်းလင်းစွာပြသနေပါတယ်။ လာမယ့်အောက်တိုဘာလ20ရက်တနင်္လာနေ့ကနေအောက်တိုဘာလ23ရက်ကြာသပတေးနေ့ထိ၄ရက်တာကာလတနည်းအားဖြင့်66နာရီတိုင်တိုင်တရုတ်ပြည်သူသမ္မတနိုင်ငံပေကျင်းမြို့တော်မှာတရုတ်ကွန်မြူနတီပါတီအကြိမ်20မြောက်ဗဟိုကော်မတီရဲ့သရုတ်ထအကြိမ်မြောက်ပို့ပလီနတ်အစည်းအဝေးကိုကျင်းပပေးသွားမှာဖြစ်ပါတယ်တရုတ်ကွန်မြူနတီပါတီဗဟိုကော်မတီ CEC ကို9နှစ်တကြိမ်ရွေးကောက်တင်မြောက်ကြပြီးတက်တန်း9နှစ်တွင်ပလီနန်ခေါ်နှစ်စဉ်အစည်းအဝေး6ကြိမ်ကနေ9ကြိမ်ထိပြုလုပ်ကြပါသည် ်ပထမအကြိမ်စည်းဝေးကို CEC အသစ်ရွေးကောက်တင်ပြဝေးပြီးခြင်းမှာကျင်းပပါရယ်ဒုတိယစည်းဝေးကိုတော့လအနှိုင်းငယ်ကြာမှာကျင်းပပြီးတတိယစည်းဝေးကိုနောက်ထပ်တစ်နှစ်ကြာသရုတ်ထအကြိမ်စည်းဝေးကို CEC တက်တန်းထောက်ဝက်ကာလမှာကျင်းပပါရယ်ဒီသမအစည်းအဝေးကို CEC တက်တန်း၄နှစ်မြောက်ကာလမှာကျင်းပပြီးစက်ထမအကြိမ်အစည်းအဝေးကို CEC တက်တန်း၅နှစ်ပြည့်ပါတီညီလာခံမကျင်းပခင်လေးမှာပြုလုပ်ကြပါရယ်။လိုအပ်ရင်တက်ထမအကြိမ်အစည်းအဝေးကိုထပ်ပြီးပြုလုပ်ပါရယ်။ ဒီပြည်နယ်စည်းဝေးတွေကိုပါတီထွေထွေတွင်းရေးမှုကဥဆောင်ကျင်းပရတာပဲဖြစ်ပါတယ်။လက်ရှိပါတီထွေထွေတွင်းရေးမှုကရှီကျင်းဖြစ်မှာတနင်္လာနေ့မှာစတင်ကျင်းပတဲ့4ပြည်နယ်အစည်းအဝေးကိုဘာကြောင့်အရေးကြီးဆောင်ကြည့်ကြရမှာပါလဲ။ဘဟုကော်မတီတက်တန်းထောက်ရမှာကျင်းပတဲ့ဒီအစည်းအဝေးဟာပါတီနဲ့အစိုးရအဖွဲ့ရဲ့မူဝါဒတွေလှုပ်ဆောင်ချက်တွေအာမြင်မှုရှိမရှိကိုအကဲဖြတ်သုံးသပ်ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။အထူးသဖြင့်ပါတီတွင်းအုပ်စုတွေကြားတစ္ဆာဆောင်တည်မှုပုံစံခေါင်းဆောင်ပိုင်းဆိုင်ရာအရေးအချင်း ဘသူကတိုးတက်လာပြီဘသူကြဆင်းသွားတယ်လေအရင်အသွေးမပြည့်မီဘူးလေဆလာတွေကိုအကဲဖြတ်ပြီးနောက်လာမဲ့ပါတီညီလာခံအတွက်ကြိုတင်ပြင်ဆင်ကြရပါတယ်တရုတ်ပြည်သူသမရနိုင်ငံတမိုင်းမှာရှီကျင်းဖင်ဟာထိတ်တန်းရာထူးသုံးခုနိုင်ငံတော်သမရပါတီထွေထွေတွေးရေးမှုနဲ့ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌကိုရှာရှာပါပါတပြိုင်တည်းထဲရယူထားသူပဲဖြစ်ပါတယ်အဲ့ဒီအချက်ကြောင့်ရှီကျင်းဖင်ဟာဩဇာပါဝါအာဏာအလွန်ကြီးမားလာပြီးပြည်ရင်းပြည်ပမူဝါဒတွေကိုသူ့စိတ်ကြိုက်ပုံဖော်လှုပ်ဆောင်လာပါတော့တယ် ရှီကျင်းဖြစ်ဟာအရင်တရုတ်ခေါင်းဆောင်တွေနဲ့မတူဘဲအမေရိကန်နဲ့အနောက်အုပ်စုဝင်နိုင်ငံတွေကိုတုံးလိုက်တိုက်ရင်ဆိုင်တဲ့အခါပထဝီနိုင်ငံရေးမှာအဖို့ထိတ်များစွာကြုံတွေ့လာရပါတယ်။ဒါဟာ1949ခုနှစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်စဉ်ကလေးကစပြီးတခါမှမကြုံမှုတဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်ရှီကျင်းဖြစ်ရဲ့ဩဇာအာဏာကိုထိန်းချုပ်ဖို့အခုကျင်းပမဲ့ Four Planet အစည်းအဝေးမှာလှုပ်ဆောင်ကြမယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်။ တရင်ခဲချက်မှုအကောင်းနဲ့တရုတ်နိုင်ငံထုံးစံတိုင်းအများပြည်သူစီသတင်းတွေမရောက်ပေမဲ့တရုတ်အစိုးရပိုင်းမီဒီယာပေါင်းစုံမှာတရားဝင်ဖော်ပြချက်တွေကိုအခြေခံပြီးခန့်မှန်းယူကြရတာမျိုးပါတရုတ်မီဒီယာတွေကဘာတွေဖော်ပြခဲ့ကြပါသလဲတရုတ်အစိုးရပိုင်းစင်ဝါသတင်းဌာနရဲ့ဇွန်30ရက်သတင်းဒီပုတ်မှာပါတီဗဟိုကော်မတီစီဝဒီရက်ကိုကျင်းပခဲ့ပြီးဗဟိုကော်မတီကချမှတ်ထားတဲ့လုပ်ငန်းတွေကိုကြီးကြပ်ကုခဲ့ဖို့စီကံစီရင်သတ်မှတ်ချက်တွေကိုဆွေးနွေးတည်ပြခဲ့ကြပါတယ် လုံငန်းစဉ်တွေကိုကောင်းထည့်ဖို့ရမှာပါတီရဲ့ဗဟိုချုပ်ကိုင်မှုစနစ်အတိုင်းကူးပေါင်းညီနိုင်စာပဲကြားအောင်ဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။ဒါဟာရှီကျင်းဖင်ရဲ့ဩဇာအာဏာကိုဖျက်ချုပ်ကန့်တက်ဖို့စတင်လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ယူဆကြပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ6ရက်နေ့ခုနှစ်ရက်ဘရာဇီးနိုင်ငံမှာ16ကြိမ်မြောက် Bridge ထိပ်သီးညီလာခံကိုရှီကျင်းဖင်မတက်ရောက်ခဲ့ပါ။ Bridge ရဲ့ဥဆောင်နေရာရယူထားသူတရုတ်နိုင်ငံအတွက်တော့ဒါဟာအတော်ရုတ်ရက်ဆင်းပြက်ဖြစ်ရပါတယ်။ ဩဂုတ်လ22ရက်နေ့တိဘက်ကိုတရုတ်စုတင်ယူခြင်းနှိချဆက်ပြီးအထိမ်းအမှတ်ပွဲကိုရှီကျင်းပင်တက်ရောက်ခဲ့ရမှာနေချင်းပြန်ခရီးစဉ်ပဲဖြစ်ခဲ့ပါတယ်။တရုတ်ဆိုရမီဒီယာတွေမှာဖော်ပြတဲ့ဓာတ်ပုံ၊ရုပ်၊တန်ထုံးလေးချက်တွေကိုကြည့်ပြီးရှီကျင်းပင်မကြမ်းမမာဖြစ်နေပုံရပါတယ်။ကိုလတ်လောက်ရှားပုံတွေဟာပုံမှန်ဖြစ်မနေဘူးလို့တရုတ်အရေးလေးလာသူတွေကထောက်ပြခဲ့ကြပါတယ်။အခုလာမယ့် Asian Trade Deal ညီလာခံ October 26-28မလေးရှားနိုင်ငံနဲ့ ABEC Asia Pacific စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ အော်တိုဘား31နိုဝင်ဘာတည်းတောင်ကိုရီးယားနိုင်ငံတွေကိုရှီကျင်းဖျင်မတက်ရဘူးလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီဆွေးနွေးပွဲတွေကိုရှီကျင်းဖျင်စားတရုတ်ဝန်ကြီးချုပ်လီကျင်းတက်ရောက်မယ်လို့လည်းမီဒီယာတွေကရေးသားနေကြပါတယ်။ကြည့်ရတာရှီကျင်းဖျင်ဟာအကြောင်းတစ်ခုခုကြောင့်ဖြည့်ရင်းပွဲတွေကိုပဲတက်ရောက်ပြီးနိုင်ငံတကာဆွေးနွေးပွဲတွေကိုမတက်ရောက်တာဖြစ်နိုင်ပါတယ်။အဲ့ဒီအကြောင်းရင်းကဘာကိစ္စဖြစ်နိုင်ပါသလဲ။ရှီကျင်းဖျင်မကြမ်းမမာဖြစ်နေလို့လား။ဒါမှမဟုတ်ကွန်မြူနတီပါတီပေါ်လစ်ဘူရိုတွင်အာနာလွန်ဆွဲဘောတွေဖြစ်နေလို့များလားဆိုတာတွေးစရာဖြစ်နေပါတယ် လာမယ့် footprint အစည်းအဝေးမှာဘာတွေဖြစ်လာမလဲရှီကျင်းပြင်ကိုသမရယာရုမှာပဲ2029ခုနှစ်အထိဆက်လက်တာဝန်ယူစေပြီးကျန်တဲ့ယာရုနှစ်နေရာပါတီအထွေထွေတွေ့ရင်မှုနေရာနဲ့ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနေရာကိုတခြားသူတွေနဲ့အစားထိုးဖို့စတင်လုပ်ဆောင်လာကြလိမ့်မလားကော်မတီတွေထပ်ဖွဲ့ပြီးစူပေါင်းဥဆောင်ဆုံးဖြတ်ချက်ချရဲစမိတ်ကိုအသက်သွင်းကြမလား 2029ခုနှစ်နောက်ပိုင်းကာလတွေမှာသုံးဦးဝါဆောင်မှုပေးရဲ့ Korea စနစ်မျိုးကိုကျင့်သုံးသွားဖို့ဗဟိုကော်မတီတွေကရှီချင်းဖင်ကိုမကြိုက်ကြတဲ့တမရက်ဟောင်းယူဂျင်တောင်းဦးဆောင်တဲ့အုပ်စုကစီစဉ်နေကြတယ်လို့သတင်းတွေထွက်လာပါတယ်။2029ခုနှစ်အလောရှီကျင်းဖင်ရဲ့ယာရုတာဝန်တွေကိုခွဲဝေယူမယ်သူလို့သတင်းပြည်သူတွေကဒူးဝင်ကြီးချုပ်ဟောင်းခူချွန်ဝါ2008 2013ဒူးဝင်ကြီးချုပ်ဟောင်းဝမ်ယန်2013 2018ဘဟိုစစ်ကော်မရှင်ဒူးဥက္ကဋ္ဌဗိုလ်ချုပ်ကြီ ကြံ့ယိုရှားတော့ဖြစ်တယ်လို့တရုတ်အရေးလေ့လာသူတွေကပြောဆိုနေကြပါတယ်။ကုဂျင်တားလန်နီဇတ်သူဟူချွန်ဝါကိုပါတီအထွေထွေတွင်းရင်းမှုဝါယန်းကိုသမရအဖြစ်နဲ့ကြံ့ယိုရှားကိုဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်2028ခုနှစ်အလွန်ကာလမှာတာဝန်ယူစေမယ်လို့ရထားနေကြပါတယ်။အော်တိုဘာလ18ရက်နေ့မှာထွက်ပေါ်လာတဲ့သတင်းတွေအရရှီချင်းဖင်ကဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတယ်။အဖွဲ့ဝင်9ဦးပါဗဟိုစစ်ကော်မရှင်မှာလဲစစ်ကော်မရှင်ဒုဥက္ကဋ္ဌပူချုပ်ကြီး ဟဲဝေတုံးအပါအဝင်အဖွဲ့ဝင်သုံးဦးကိုအော်တိုဘာလ18ရက်နေ့ကထောက်ကွယ်လိုက်ပါတယ်။ဒါကြောင့်ဗဟိုစစ်ကော်မရှင်မှရှီကျင်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးကျန်ရုံရှားတို့နဲ့နောက်နောက်ဦးစုစုပေါင်း၄ဦးသာကြံနေတော့တာဖြစ်ပါတယ်။ဒီဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်သုံးဦးအပါအဝင် ရှီကျင်းဖြစ်တဲ့နေဆက်တဲ့အခြားကြီးရေလေဗိုလ်ချုပ်ကြီးအ ਨੇ ဆုံး၉ဦးလည်းအရေးယူခံရတယ်လို့မီဒီယာတွေမှာရေးသားဖော်ပြနေကြပါတယ်။ပေါ်ပြင်းကျင်းမမဲ့အချိန်နဲ့ကပ်ပြီးအခုလိုပြုလုပ်တာတွေကိုဘယ်သူမှကြိုးကန်စီမံနေတာပါလဲ ရှီကျင်းဖင်လားကြံ့ယိုရှားလားကုကျင်တားမို့ဖွဲ့လားအကြံကိုစီရှိကြသည်ဘဟုကော်မတီရဲမှာရှီကျင်းဖင်ဟုတစ္ဆာတော်ခန်းတဲ့အုပ်စုနဲ့တမနာဟာဟူကျင်တားဥဆောင်တဲ့အုပ်စု The Lee ဆိုပြီးအဓိကအစုအဖွဲ့ကြီးနှစ်ခုရှိနေတယ်လို့တရုတ်အရေးလေ့လာသူတွေကညင်းညွန်းပြောဆိုတတ်ကြပါလေအခုပေါ်ပလီနာမှာဒီအုပ်စုရဲ့ညီမဆက်တွေကဘာတွေဖြစ်နိုင်မလဲရှီကျင်းဖင်တို့လိုချင်တာဘာတွေလဲအာနာထိန်းချုပ်မှုကိုပုံမိုခိုင်မာလာစေခြင်း ပါတီအစိုးရအဖွဲ့လက်လက်ကင်အဖွဲ့စည်းများအတွေးခေါ်ပိုင်းနဲ့အခရီးလိုက်စားမှုတိုက်ဖျက်ရေးတို့ပေါ်ပုံမထိန်ချုပ်ရမယ်ဖြစ်ပါတယ်။ပါတီချုပ်ကင်မှုကိုပုံမခိုင်မြဲစေရန်ရှီချင်းဖြင့်အားပါတီအထွေထွေတွင်းရင်းမှုတနည်းပါတီမှာအောစာအရှိဆုံးပုံကိုဖြစ်ပါတယ်။ယာရုနေရာပြောင်းလဲများမယုံကြည်ရသူများအားတစ္ဆာစောင့်တည်သူများနဲ့အစားထိုးနိုင်သည်။လာမည့်နှစ်များတွင်ကျင့်သုံးမိမူဝါဒများကိုချမှတ်ခြင်း စီးပွားရေးရစိန်ခေါ်မှုများနိုင်ငံတကာဆက်ဆံရေးဖိအားများအစိမ့်မြင့်ဤပညာဦးစားပေးရွေးချယ်သူရတနာပြုရေးတာဝန်ရင်အားတောက်တင်းရေးစသည်လိုပဲဖြစ်ပါတယ်။ခုကျင်တောင်းကိုဘာရီမျော်မှန်းထားသလဲ။ပုဂ္ဂိုလ်အေးကိုွယ်မှုတဦးတယောက်ကထိန်းချုပ်ထားမှုအစားစူပေါင်းနေတိုင်းဆုံးဖြတ်ရေးအုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာရေးရှီချင်းပြည်ဤနေရာကိုစက္ကန်မီသူများအားရွေးချယ်ပြီး22ကြိမ်မြောက်ဗဟုကော်မတီအတွက်ပြင်ဆင်ရေးတို့ပါအဂရိလိုက်စားမှုတိုက်ဖြတ်ရေးကိုစီကံကြကြနဲ့အမှန်တိုင်းဖြစ်စေရေး အခရီတိုက်ခိုက်ရေးကိုအကြောင်းပြုပြီးဩဇာအာဏာချဲ့ထွေလာတဲ့နောက်ကိုတားဆီးဟန်တာရေးပုံမတင်းကျပ်သောပုံစံဖြင့်အကောင့်ထဲဖော်မလားဒါမှမဟုတ်ပြောင်းလဲပြင်လဲရှိသည့်ပုံစံဖြင့်ဆောင်ရွက်မလားစရာတွေပါစီးမင်းစီကံတင်းကျပ်မှုတွေကိုရှော့ချခြင်းဘဟုကထိန်းချုပ်မှုတွေကိုရှော့ချခြင်းဩဂလိကကဏ္ဍအားမြင့်တင်ခြင်းစရာတွေကိုပြုလုပ်စေခြင်းကြပါသည်တခုသတိပြုရပါကပါတီအတွင်းမှာထိပ်ပိုင်းကောင်းဆောင်တွေကိုစန့်ခြင်းမှုအတွက်တရားဝင်ရန်ရာစနစ်မရှိတာဖြစ်ပါသည် နိုင်ငံရေးအရပူရင်းညင်တာမှုရှိရပြင်ပါတီအတွင်းဝေဖန်ရေးဖို့တော်မှာတင်းကျပ်တဲ့စီးပင်းစည်းကမ်းတွေနဲ့ချက်ကွန်ထားတာပဲဖြစ်ပါတယ်။ဒီအချက်တွေကြောင့်ရှီရှင်းပြင်ကိုအလွန်အမင်းစန့်ကျင်ပြနေရင်ပါတီစည်းကမ်းဖောက်ပြက်သူ ပါတီပေါ်သစ္စာမရှိသူဖြစ်ဒစိုက်ကတ်ခံရပြီးအရေးယူခံရတဲ့ဒီဖြစ်သွားနိုင်ပြန်ပါတယ်။ဒါကြောင့်ရှီကျင်းဖြင်ကိုမကြိုက်တဲ့အုပ်စုတွေဟာကလကနောက်ွယ်ကနေတိမ်တိမ်ဝဲဝဲဆောင်ရွက်ကြရပါတယ်။ဒီအချက်ကပဲအခု4ပလီနာအစည်းအဝေးမှာသူတို့ရဲ့လူသားချက်တွေထမြောက်စေဖို့အဓိကအဟန့်အတားတစ်ရက်ဖြစ်နေပါဖြစ်ပါတယ်။ ချီချင်းပြင်ပမှာလည်းစိန်ခေါ်မှုတွေအများကြီးပါအမေရိကန်ရဲ့ကုန်သွယ်ခွန်ကိစ္စကြောင့်ကီဝဲစီးပွားရေးကိုအကြီးအကျယ်ထိခိုက်နေရတာပါသူ့ရဲ့ထိတ်တန့်တွေ့အေးမူဝါဒတွေကြောင့်အမေရိကန်တို့နဲ့သာမက NATO ၊ဂျပန်၊ Australia စတဲ့နိုင်ငံတွေအဖွဲ့တွေနဲ့ပါထိတ်တန့်ရင်ဆိုင်မှုတွေဖြစ်ပွားနေရတာပဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ကီရင်းပါတီတွင်အင်အားစုတွေကရှီချင်းဖင်ရဲ့ဩဇာအာဏာကိုထိန်းချုပ်ကန့်သတ်ဖို့ဆောင်ရွက်ချက်ဖြင့်ကလကာနောက်မှာဖြစ်ပျက်လာနေခြင်းဖြစ်ပါတယ် ခုချင်းတားမအုပ်စုဘက်ကလည်းအကန့်အသတ်အခက်ခဲတွေကြားလာနေစူးစမ်းနေကြရတာပါခုချင်းတားရဲ့အသားဖြစ်သူလက်ရှိပြည်သူ့ရဲရဝင်ကြီးဌာနဒူးဝင်ကြီးဟူဟိုင်းဖန်ဟာအခုဆိုရင် high profile ခေါ်တိတာထင်ရှားတဲ့တာဝန်တွေကိုခန်းဆောင်ပြနေပါတယ်ဟူဟိုင်းဖန်ကိုတရုတ်ဆိုရမီဒီယာတွေကလည်းအသားပေးပြီးဖော်ပြနေကြတာပါကိုဟိုင်ဖန်နေရာရလာမှုဟာဖခင်ဖြစ်သူဟူဂျင်တောင်တရုတ်နိုင်ငံရေးမှာပြန်လည်ဩဇာအိတ်ဒီမှာကြီးမားလာတာရဲ့ပြရုပ်ဖြစ်တယ်လို့သုံးသပ်နေကြပါရဲ့ ။အကြသေးခင်ကလာ2022ခုနှစ်အောက်တိုဘာလ20ရက်နေ့ကကွန်မြူနတီပါတီညီလာခံကျင်းပတဲ့စဉ်ရှီချင်းငယ်ရဲ့လုံခြုံရေးတွေကဆွထုတ်သွားခြင်းခံရတဲ့ဟူချင်တောင်းဖို့တော့ယနေ့ရှီချင်းပြည်အခက်ကြုံတွေ့နေရတာတွေဟာကျမရဟတ်တပတ်လည်လီပြီးတော့တွေးထင်စရာဖြစ်နေမှာပဲဖြစ်ပါလေ။မနက်ခင်ပေါင်းများစွာကမ္ဘာရှိရေးကိုအဆုံးဖြတ်ပေးမယ်66ရာဤတနင်္လာနေ့ကြတာပရိကိုရောက်ဖို့24နာရီအောင်မကြာတော့တဲ့အချိန်ကိုအခုရောက်နေပါပြီ။၆ဆိုရရင်လာမယ့်၄ရက်တာကာလအတွင်းကျင်းပမယ့်ဖို့ပလီနာစည်းဝေးဟာ ရှီကျင်းဖျင်ရဲ့ထိတ်တရင်ဆိုင်ရေးနိုင်ငံသားရေးမူဝါဒများနဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများအထူးသဖြင့်အမေရိကန်ကုန်သွယ်ရေးဖိအားများကြောင့်နိုင်ငံရေးလက်ပြောင်ဖြစ်ပေါ်လာတဲ့အခြေအနေကိုဖန်တီးပေးနေပါတယ်။တမ္မရာဟာဟူကျင်းတောင်းဥဆောင်သောဒလီအုပ်စုကရှီကျင်းဖျင်၏ပုဂ္ဂိုလ်ရေးကိုယ်ဝန်မှုကိုရှော့ချပြီးစူပေါင်းဥဆောင်မှုစနစ်ကိုပြလဲအသက်သွင်းကောင်း2029ခုနှစ်အလော်အတွက်ကူချိုဝါနဲ့ဝမ်ယန်းတို့လိုခေါင်းဆောင်များကိုပြင်ဆင်နေတဲ့ဆိုတဲ့သတင်းတွေဟာပါတီအတွင်းစိန်ခေါ်မှုတွေတကယ်ရှိနေကြောင်းပြသနေပါတယ်။ ထို့အပြင်ပြည်နယ်မကျင်းပမီဗဟိုစစ်ကော်မရှင်မှအရေးယူမှုများဖြစ်ပေါ်လာခြင်းကအာနာထိုင်းချော်ဝဲစစ်ပွဲဟာခိုက်တရင်ဆိုင်မှုအဆင့်သို့တက်ရောက်လာပြီဆိုတာကိုညွှန်ပြနေပါတယ်တို့ရရင်တရုတ်နိုင်ငံရေးတွင်ခိုက်ပိုင်းကောင်းဆောင်တွေကိုစန့်ကျင်ရင်တရားဝင်ရန်တရားမရှိတာနဲ့နိုင်ငံရေးပွင့်လင်းမြင်သာမှုကိမဲ့တာတို့ဟာခုချင်းတောင်းအောက်စုရဲ့ဤမှန်းချက်အထမြောက်ရဲ့အတွက်အဓိကတားဆီးတွေဖြစ်နေပါတယ်။ဤသို့ပင်ဖြစ်စေကမူရှီချင်းပြင်ရဲ့ဩဇာအာဏာကိုစန့်ကျင်လို့တဲ့အင်အားစုတွေကလကနောက်ဝင်ကတိမ်တိမ်ဝဲဝဲဆောင်ရွက်နေမှုတွေဟာ ယခုစတော့ပေနံမှာမြည်သည့်အသွေးဖြင့်ပေါ်ထွက်လာပြီးတရုတ်ရဲ့အနာဂတ်လမ်းကြောင်းစီးပွားရေးနည်းပညာစစ်ရေးကိုရည်သွေးပုံဖောက်သွားမလဲဆိုတာကိုကမ္ဘာကအထူးစောင့်ကြည့်နေရမယ်။အလွန်အရေးကြီးသောလေးရဲ့ဖြစ်ကြောင်းခိုင်မာစွာကောက်ချက်ချလိုက်ရပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေရဲ့သုံးသပ်ချက်များကိုလည်းကောမန့်ကရင်တစ်စင်ညှောက်ဝေပေးကြပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခေတ် Channel ကို Like and Subscribe လေးလုပ်ပြီးဘေးနားက Notification Bell လေးကိုလည်းနှိပ်ထားကြဖို့မိန့်ကြပါနဲ့နော်။ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကြင်ကြပါစေရှင်။